ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်ဘာလို့ပဆက်ပိတ်နေရလဲအခုနှစ်စီမှာဘာအဖြစ်ပေးစရာမှမရှိတော့ဘူးလားဒီတိုင်းဆိုရင်တော့နှစ်စီမှာငါတို့မိခွန်တိုင်းအတွက်အဖြစ်ရှိရလေတကယ်လို့ငါတို့ကအချိန်မီမလိုက်ဘာဖြစ်သွားနိုင်မလဲဆိုတော့သိလားချစ်ဘူးရေမင်းလိုချင်တဲ့အရာတွေကိုရအောင်ဖြည့်ဆည်းပေးရမယ်ဆိုတာမဟုတ်ဘူးလေ ဒီနေ့မင်းရဲ့ကောင်းမွန်မှုကြောင့်မတော်တဆမှုအကြီးဖြစ်နိုင်တယ်မင်းသိလား။မတို့တွေကတော့ဒီမတော်တဆမှုကနေရှောင်ရှားလို့ရတယ်။ဒါပေမဲ့မင်းကမိဖို့ကြောင့်နေမှာပဲရှိနေတာလေ။ရှင်တော့ကျွန်မပေါ်မှာဘာလို့ဒီလိုစိတ်ဆိုးနေရလဲ။တကယ်လို့ကျွန်မအိပ်ပျော်သွားတော့ကျွန်မမှာဘာပြည့်ရှိလို့လဲ။နေ့မှာဘာပြည့်မှမရှိဘူး။နေ့ရက်ဒီအဲကောမှာအမှားရှိတယ်။နေ့ကိုရှင်းပြရတာလေ။ကျွဲအရှိမပလွေမှုန့်နေရတဲ့အတူတူပဲ။ချစ်ဖူးကဘာများလုပ်မိလို့ဒီနေ့သူ့အိမ်ကလူတွေအားလုံးကသူ့အပေါ်မှာဒီလူအော်နေရတာလေ ချစ်ဖူးကဘေးမတော်တဆမှုနဲ့ကြုံတွေ့နေရလို့လေပြီးတော့ဒီမတော်တဆမှုနဲ့အဲဂွန်နေကဘာသက်ဆိုင်လေလာပါတောင်ကူတိရဖို့အတွက်ပုံမြင်ရဲ့နောက်ကျောင်းကိုတွားကြည့်ကြရအောင်ချစ်ဖူးရေမင်းအရင်ဆုံးမင်း Instagram ကိုပိတ်လိုက်တော့ဒီဗီဒီယိုတွေကိုကြည့်ပြီးမင်းဘာရီပြောနေမှန်းဘူးမသိဘူးမင်းကပထမတော့မိဖို့ကြောင့်ပြုပြင်ကျင်တယ်တဲ့ငါစူးစောင်းထားသမျှအကုန်လုံးကိုသုံးပြီးတော့မင်းအတွက်မိဖို့ကြောင့်တစ်ခုကိုလုပ်ပေးထားတယ်အခုမင်းကမိဖို့ကြောင့်နဲ့မှအဲဂွန်ကိုလိုချင်နေတယ်ဒါတော့မှတာမန်အဲဂွန်မဟုတ်ဘဲနဲ့ဖန်အဲဂွန်ကိုလိုချင်တာ ဟဲ့အေးကွန်ဘသူကလုံနေငါ့ကိုပြောပြပါအောင်ကျမဗီဒီယိုတခုတွေ့ထားတယ်အဲ့ဒီထဲမှာအမျိုးသမီးတယောက်ကလေသူမိဖို့ကြောင့်တည်းမှာဖန်နဲ့လှုပ်ထားတဲ့အေးကွန်တတ်ထားတယ်ပြီးတော့သူကအဲ့ဒီဖန်အေးကွန်လောက်တဲ့ကုမ္ပဏီကိုလည်းမန်ရှင်းခေါ်ထားသေးတယ်ကျမသူတို့နဲ့ဆက်သွယ်ထားတယ်သူတို့ကျမတို့အတွက်အေးကွန်လှုပ်ပေးနိုင်တယ်25သိန်းပဲကုန်ကြမှာလေချေဖို့ကမိဖို့ကြောင့်တည်းမှာဖန် AC တတ်ချင်တဲ့တောင်းဆိုချက်ကြောင့်တိဟကရမ်းစင်ညင်နေပါတယ် ချစ်ဖူးကနေတိုင်းတီဟောက်ကိုမိဖို့ကြောင်းထဲမှာဖန်အေးကွန်းတက်ပြီးဖို့ပြောခဲ့ပါတယ်။တီဟောက်ကနေတိုင်းချစ်ဖူးရဲ့စကားတွေကိုညင်ခဲ့ပါတယ်။ဒီလိုနဲ့စိတ်ညစ်ပြီးအခုချစ်ဖူးဟာစားရတော့တာကိုရက်တန်လိုက်ပါတယ်။ဒီလိုနဲ့သူကကျဲမာရီတွေချူရင်းလာခဲ့ပါတယ်။အော်တားရဲ့သူ့ရဲ့ဖန်အေးကွန်းလှုပ်ပေးလိုက်ပါ။မဟုတ်ရင်လေသူကအစာမစားမတော့ဘဲနဲ့တီးသွားလိမ့်မယ်။အဲ့လိုဆိုရင်ငါတို့သူ့မိသားစုဘာပြန်ပြောမလဲအမေပတ်စံအောင်လေကြည့်အောင်လေစိတ်သိမ်းလောက်ဆိုရင်တော့ကျွန်တော်စီစဉ်လို့ရသေးတယ် ဒါမဲ့ကျွန်တော်က25သိန်းကိုဘယ်ကနေယူလာရမလဲ။ဒေါနီလာကလိုအပ်တဲ့အချိန်မှာသုံးဖို့အတွက်စုဆောင်းထားတဲ့ပတ်စံအနည်းငယ်ကိုတရားကိုပေးလိုက်ပါတယ်။ပြီးတော့တရားကသူ့ရဲ့အကောင့်ထဲကနေငွေတချို့ကိုထုတ်ပြီးဖန်အဲကုန်းကိုလုပ်ပေးလိုက်ပါတယ်။ဒါကြောင့်ချစ်ဖူးကအရင်ပြုံနေပါတယ်။အချိန်တွေကုန်ဆုံးလာခဲ့ပါတယ်။အခုတော့ချစ်ဖူးရဲ့မတ်ဖြစ်သူ မြင့်မြတ်ကအေးမြဆိုတဲ့ကောင်မလေးနဲ့မင်္ဂလာဆောင်လိုက်ပါတယ်။အေးမြကဆင်းရဲတဲ့မိသားစုကပါဒါကြောင့်ချစ်ဖူးကသူ့ကိုသိပ်ပြီးသဘောမကျပါဘူး။ ီနေ့အေးမြရဲ့ပထမဆုံးမိဖို့ကြောင့်လုပ်ရမယ့် delay ပဲဖြစ်ပါတယ်။အေးမြကချက်ပြုတ်ဖို့အတွက်သူ့မိညီမအကြီးရဲ့ဖန်အေးကွန်ရှိတဲ့မိဖို့ကြောင့်လေးကိုသွားတော့ချစ်ဖို့ကသူ့ကိုတားလိုက်ပါတယ်။နေငါရဲ့ဖန်အေးကွန်ရှိတဲ့မိဖို့ကြောင့်လည်းသွားပြီးမချက်ပြုတ်ရပါဘူး။ဒီမိဖို့ကြောင့်ငါမိဖို့ကြောင့်ပဲအဲ့ဒီမှာငါတယောက်တည်းပဲချက်ပြုတ်ရမယ်။ဟဲ့ချစ်ဖို့နေယူနေလား။တကယ်လို့ချွေးမအေးမြဒီမိဖို့ကြောင့်နဲ့မှမချက်ပြုတ်ရင်သူကဘယ်မှာချက်ပြုတ်ရမလဲအခုငါသူ့ခြံထဲမှာမိဖို့လောက်ပေးရမှာလားပြော ဲ့ဒါတော့ကျမမသိဘူးအမေဒါပေမဲ့ तू ကျမရဲ့ဖန်အဲကွန်ရှိရဲ့မိဖို့ကြောင့်နဲ့မှမချက်ပြုတ်ရဘူးဒီဖန်အဲကွန်ကျမကျမအတွက်မှားထားတာလေ तू အတွက်မဟုတ်ဘူးဒီလေအေးထဲမှာရက်ပြီးကျမပဲချက်ပြုတ်မယ် तू မချက်ပြုတ်ရဘူးဒါပေမဲ့ချွေးမချစ်ဘူးရဲ့တကယ်လို့လင်ညီမကြီးကကျမသူ့ရဲ့ဖန်အဲကွန်ရှိတဲ့မိဖို့ကြောင့်နဲ့လာပြီးမချက်ပြုတ်စေချင်တယ်ဆိုရင်လည်းဘာမှမဖြစ်ပါဘူးတကယ်လို့ဒီအိမ်မှာအခန်းသေးသေးလေးဒါမှမဟုတ်စတိုခန်းရှိတယ်ဆိုရင်ကျမကိုပြောပါ ကျမအဲ့ဒီမှာချက်ပြုတ်လိုက်ပါမယ်။အိမ်မှာစတိုကန်တည်တည်လေးရှိပါတယ်။အဲ့တော့ကိုအေးမြကအခုသူ့ရဲ့မိဖုကြောင့်လုပ်ဖို့အတွက်ကိုစတိုကန်ကိုတန်ရှင်းရေးလုပ်ပါတယ်။တန်ရှင်းရေးလုပ်ပြီးနောက်အေးမြကအုတ်ရွှန်းနဲ့အကူညီနဲ့ပဲမိဖုတစ်ခုကိုလှုပ်လိုက်ပါတယ်။မိဖုကြောင့်နဲ့မှအရန်ပူတာပဲ။အခုတော့အေးပီလာလည်းစလာပြီ။အိုးဖျားကြီးကျမတော့ဒီမှာ7မိနစ်ထပ်ပိုးရက်ပြီးမချက်ပြုတ်နိုင်အောင်ဒီအပူထဲမှာအသက်ရှင်မဝဖြစ်နေပြီ။ ။အိမြကအပူဒဏ်ကြောင့်စိတ်ညစ်ပြီးသူ့ရောက်ကမဒေါနီလာစီကိုတွားလိုက်ပါရီ။ပြီးတော့ဒေါနီလာကိုပြစ်ပြက်နေတာတွေအကုန်လုံးကိုပြောပြပါရီ။ငါနေ့ရက်ပြဿနာကိုနားလဲပါရဲ။ဒါပေမဲ့အခုချိန်ကပတ်စံတိတ်မရှိဘူး။နင်စိတ်မပူနဲ့။ငါမကြခင်နေ့ရက်မိဖို့ကြောင်းထဲမှာအေးအေးဆက်ခုထည့်ပေးမယ်နော်။စတိုကန်ထဲမှာပန်ကဟောင်းလိရှိမယ်။အဲ့ဒါကိုကြည့်လိုက်။တကယ်လို့အလုပ်ဖြစ်တယ်ဆိုရင်တော့ကောင်းတာပေါ့။အပူတန်ကနေနည်းနည်းလေးတက်တာရရတာပေါ့။ ကိုရောက်ခမပြောတော့အေးမြကစတူကန်းရဲ့တောင်းလေးကနေပန်ကာတိတိလေးတစ်ခုကိုယူလာပါတယ်။ပန်ကာအပြားနှစ်ပြားကရင်းကိုဆူဆူရွရွာကျူးနေပါပြီ။အပြားနှစ်ပြားကျူးနေတယ်။တကယ်လို့တာတွေကောင်းသွားမယ်ဆိုရင်ဒီပန်ကာလေးကကောင်းကောင်းလေးလှဲလိုက်မယ်။ဒါပေမဲ့တောင်းကဘလို့ပြင်ရမလဲ။အေးမြကခဏလောက်အဲ့ဒီအကြောင်းကိုစဉ်းစားပါတယ်။ပြီးတော့သူကတော်တော်ကောင်းတဲ့အကျဉ်းတစ်ခုကိုယူလာခဲ့ပါတယ်။သူကခြံလေးကနေတက်တာအပိုင်းလေးတွေကိုယူလာပြီး အိမြကအတာတွေကိုဖြတ်ပြီးတော့ပန်ကားလေးမှာထည့်လိုက်ပါတယ်။ဒီလိုနဲ့ပန်ကားကလဲတော့လေလာပါတယ်။ဒါပေမဲ့ပန်ကားလေးကနေလေရီအများကြီးတော့မထွက်ပါဘူး။ပြီးတော့မိဘကန်တဲတဲလေးထဲမှာတက်သားပန်ကားလေးနဲ့ချက်ပြုတ်ရတာကအိမြအတွက်အရင်ကိုခက်ခဲနေပါတယ်။တကယ်လို့ဒီတက်သားပန်ကားဖွင့်လိုက်ရင်မိခိုးငွေတွေကြီးပဲဖြစ်သွားတယ်။မိဘကြောင့်တစ်ခုလုံးရဲ့အငွေတွေကိုသူကသူ့ဘက်ကိုစုပ်နေတယ်။တကယ်လို့ပန်ကားပိတ်လိုက်ရင် အပူတန်ကြောင်အခြေအနေကဆိုးတယ်။ အပြေမှာအရန်ပူနေတယ်။ဒါပေမဲ့ငါရဲ့ဖန်အဲကွန်ကြောင့်မိဖို့ကြောင့်တစ်ခုလုံးကအရန်အေးတာပဲ။အခုငါအေးဆေးဆေးလေးချက်ပြုတ်လို့ရပြီ။တဖက်မှာတော့စင်းရတဲ့လင်းကြီးမငဲကတစ်သားပန်ကားရှိတဲ့မိဖို့ကြောင့်လေးမှာချက်ပြုတ်ပြီးအချိန်နှိမ်ဆုံးနေခဲ့ပါတယ်။ပြီးတော့ချမ်းသာတဲ့လင်းကြီးမအကြီးကတော့တချင်းလေးဆိုပြီးသူ့ရဲ့ဖန်အဲကွန်ရှိတဲ့မိဖို့ကြောင့်လေးမှာအေးဆေးချက်ပြုတ်နေပါတယ်။ဒီတသားပံကဖြည်းဖြည်းချင်းလဲနေပါပဲပြီးတော့စားနေငုပ်ပြီးမောက်ကလည်းကုံသွားပြီ တခုလှုပ်လိုက်မယ်ကွာတင်ညီမကြီးရဲ့မိဖို့ကြောင့်ထဲကနေသွားယူလိုက်မယ်အင်းညာကချစ်ဖူးရဲ့မိဖို့ကြောင့်လေးကိုသွားလိုက်တာနဲ့ဖန်အေကွန်လေးကနေထွက်လာတဲ့အေးဆက်တဲ့လေးအရှိမရက်ပြီးချွေးတွေကိုအချောက်ခံနေပါတယ်ဒီချိန်မှာချစ်ဖူးကဝင်လာခဲ့ပါတယ်ဟဲ့နင်ဒီမှာဘာလုပ်နေရလဲငါနေ့ကိုပြောထားတယ်မလားငါမိဖို့ကြောင့်ထဲကဝင်လာစရာလုံးဝမလိုဘူးလို့အဲ့ဒါလည်းနင်ကဝင်လာသေးတယ်ပေါ့ဟုတ်ကျမဟင်ခက်အမွေးကြိုင်ချိုးကိုယူဖို့လာတာပါရောင်းမရည် နည်းနည်းပူနေလို့အဲကွန်းရဲ့လေအေးရှင်းမှာရက်နေတာပါဟဲ့ဖန်အဲကွန်းငါငါအတွက်လောက်ခိုင်းထားတာနေ့လို့ဆင်းရဲတဲ့သူအတွက်ဝယ်ထားတာမဟုတ်ဘူးတော်တော်တော်နေ့ရက်တက်သားပံကရှိတဲ့မိဖို့ကြောင့်လည်းပဲသွားဘသူကပါဆင့်နှန်းရှိတယ်ဖျားသခင်ကအဲ့ဒီလူကိုအလောက်ပဲပေးတယ်နားလေလားအခုရက်ပြီးပါကြည့်နေရလဲဒီလောက်အဆက်ခွဲတာမလုံလောက်သေးဘူးလားနင့်ကိုထပ်ပြီးအဆက်ခွဲရမှာလားပြောကိုလင်ကြီးမကြီးရဲ့စကားကိုကြားပြီးအင်းမရဲ့မျက်လုံးတွေကလည်းမျက်ရည်တွေဝေးလာခဲ့ပါတယ် ပြီးတော့သူကသူ့တက်သားပန်ကားရှိတဲ့မိဘကြောင့်လေးကိုလာပြီးချက်ပြုတ်ပါတယ်။ဟာဒီပန်ကားကဘာဖြစ်သွားတာလဲ။ဒီပန်ကားကဘာဖြစ်သွားတာလဲ။ခုနတုန်းကတော့အေးစိလဲနေပါသေးတယ်။အခုကျတော့အလုပ်လည်းမလုပ်တော့ဘူး။ငါခက်ခက်ခဲခဲနဲ့ဒီတက်သားပန်ကားကိုပြင်လိုက်တာလေ။ဒါပေမဲ့ तू ကရက်သွားပြီ။တပတ်မှတော့အင်းမရဲ့တက်သားပန်ကားကလည်းမလုပ်တော့ပါဘူး။အဲ့တော့အင်းမြကအပူရန်ကြောင့်စိတ်ညစ်ပြီးမိဘကြောင့်လေးကနေခနာလေးအပြင်ကိုထွက်ပြီးပြန်လာတဲ့အခါမှာတော့ သူဟင်းတွေတူးသွားတာကိုတွေ့လိုက်ပါတယ်။အိုဖျားကြီးဟင်းတစ်ခုလုံးနဲ့တူးသွားပြီ။အခုကျွန်မဘာလုပ်ရမလဲ။အားလုံးထမင်းစားမဲ့အချိန်နဲ့ရောက်နေပြီ။အိမကအပူထဲမှာတနည်းနည်းနဲ့ဒုက္ခခံပြီးအဲ့ဒီပြက်နေတဲ့သစ်သားပံကားရှိမှချက်ပြုတ်ပါတယ်။ဒါပေမဲ့ဒီလောက်ဖြစ်နေတာတော့အိမကအိမအားလုံးအတွက်အရသာရှိတဲ့စားတောက်တွေကိုအများကြီးချက်ပါတယ်။ချွေးမကြီးအဲ့လောက်ဒုက္ခရောက်နေတာတော့မှနင်ကစားစရာတွေအများကြီးကိုပြင်ဆင်ထားတယ်။ ပြီးတော့အားလုံးကလည်းအရန်အယတာရှိရပဲအမေရေကျမအမေအတွက်ဟာလဝါလေးလှုပ်ထားသေးတယ်အခုမြင်မြန်လေးထမင်းစားလိုက်နော်ပြီးရင်ကျမဟာလဝါကိုလည်းယူလာပေးမယ်နေကနှစ်နာရီလောက်ထိမိဘုတ်ကြောင့်ထဲမှာရှိနေတာနေကတီပဲထမင်းကိုပဲချက်ထားတာလားငါထင်တာတော့နင်ဒီနေ့ဟင်းလျာ၃လေးမျိုးလောက်ချက်နေပြီလို့ထင်ခဲ့တာအမေအခုအမေကအသက်ကြီးနေပြီတီလိုအသက်ရွယ်မှအဆက်တွေအချင်းတွေများတဲ့အစားအစာတွေစားရတာလေကျမ့်မိုက်အတွက်မကောင်းဘူးအမေရဲ့ အဲ့ဒါကြောင့်ကျမအမေအတွက်ရိုးရှင်းတဲ့ဘက်ထမင်းလေးကိုချက်ထားတာပါ။ဘာမှမဖြစ်ပါဘူးအမေ။တကယ်လို့အမေကဘက်ထမင်းမစားချင်ဘူးဆိုရင် ကျမအမေအတွက်အာလူးချပါတီ လုပ်ပေးမယ်။အနက်ကကျမအာလူးနည်းနည်းလေးကိုပြုတ်ထားတယ်။ကျမမြင်မြန်လေးလုပ်ပြီးယူလာခဲ့မယ်နော်။ဖန်အေးကွန်းရှိတဲ့မိဖို့ကြောင့်နှင်းမှာရှက်ပြီးချင်ဖူးကအချင်းတော်တော်များများကိုလီအေးခံပြီးဖုန်းသုံးတာနဲ့ပဲအချင်းတွေကုံဆုံးနေပါတယ်။ပြီးတော့အိမ်မှာအားလုံးအတွက်ပုံမှန်အစားအသောက်နည်းနည်းလေးတွေကိုပဲလုပ်ပါတယ်။ ဒါကြောင့်အခုအားလုံးကအေးမြလုပ်တဲ့စားစရာတွေကိုပဲအရင်သဘောကျပါတယ်။အေးမြကတဖြည်းဖြည်းနဲ့သူ့ရဲ့တက်သားဘန်ကာရှိတဲ့မိဖုကြောင့်နဲ့မှနေတက်လာပါပြီ။အခုတော့သူဟာပူလောင်နေတဲ့အဖူထဲမှာလေတနည်းနည်းနဲ့ချက်ပြုတ်လိုက်ပါတယ်။ဒါပေမဲ့အခုတော့ချစ်ဖူးရဲ့ဘဝမှာသူ့ရဲ့ဖန်အေးကွန်းကြောင့်ပြဿနာတွေစတင်ဖြစ်ပေါ်လာပါတယ်။ဟဲ့တော်နှစ်လမှ၃ချိန်လောက်ဒီဖန်အေးကွန်းပြင်ခိုင်းနေရတယ်။တကယ်ပါဒီဖန်အေးကွန်းကတော့ငါ့ဘဝကိုဆိုးရွားလုပ်နေရပဲ။အကိုရဲ့ ညမြန်လေးတက်ရှင်လှုပ်ပေးပါလားညမြန်လေးလှုပ်ပေးဒါခဏခဏညစ်ပတ်သွားတယ်လေအိုးဖီးယားရေဘေကအလောက်များတယ်အကိုရေ အကိုကလိန်နေတာတော့မဟုတ်ပါဘူးနော်မရေကျွန်တော်တို့ကလိန်လေသူတွေမဟုတ်ပါဘူးမျက်စင်မီတာရုံးဝသူတွေပါနားလေလားကိုရဲ့ဖန်အေးကုန်းကိုထက်ခါထက်ခါတန်ရှင်းရေးလုပ်ရတဲ့ကုန်ကြစည်းရင်းနဲ့လျှက်စင်မီတာကားကြောင့်ချစ်ဖူးကရန်ကိုစဉ်ညင်နေပါပြီ။နေတိုင်းလိုပဲချစ်ဖူးဟာသူ့ရဲ့ဖန်အေးကုန်းရှိတဲ့မိဖုကြောင့်နေမှာချက်ပြုံနေပါတယ်။ အဲ့ဒီချိန်မှာရုတ်တရက်ချစ်ဖူးကအိတ်ငိုက်လာခဲ့ပါတယ်။ပြီးတော့သူကအေကန်းတွေကကလန်ထိုင်ကိုယူလာပြီးမိဖို့ကြောင့်မှထားလိုက်ပါတယ်။ပြီးတော့အိမ်မှာထိုင်ရင်းနဲ့ပဲချစ်ဖူးဟာအိပ်ပျော်သွားခဲ့ပါတယ်။ချစ်ဖူးက gas ကိုပိတ်ဖို့အတွက်မိသွားပါတယ်။ဒါကြောင့်သူ့အိုးတွေကဟင်းတွေလည်းတူးသွားပါတော့တယ်။ပြီးတော့ကြင်းရင်းကြင်းရင်းနဲ့မိလေးထလောင်ခဲ့ပါတယ်။မိဖို့ကြောင့်တွေကထွက်လာတဲ့မိကုံးွေတွေကြောင့်အားလုံးကပြေးပြီးတော့မိဖို့ကြောင့်တွေကိုရောက်လာပါတယ်။ဒေါ်နီလာကချစ်ဖူးကိုမြင်မြန်လေးနှုတ်လိုက်ပါတယ်။ ပြီးတော့တီဟာကအမီးကိုညှိလိုက်ပါတယ်။နေယူသွားပြီလားချွေးမချစ်ဖို့ကယူမဆိုင်တာလဲလွန်လွန်းနေနော်ဘလောက်ကြီးမားတဲ့မတော်တဆမှုဖြစ်နိုင်လဲဆိုတာနင်သိလား။ငါတို့စိတ်ညစ်လာပြီနေတိုင်းတစ်ခုပြီးတစ်ခုကုန်ကြစီတွေပေါ်ပေါ်လာတယ်ပြီးတော့အခုဒီမတော်တဆမှုကလည်းဖြစ်သွားသေးတယ်။အလုံးကချစ်ဖို့ကိုရန်ကိုဝေဖန်ကြပါတယ်။ဒီမတော်တဆမှုဖြစ်တာကတပတ်တောင်မရှိသေးပါဘူး။ဒီနေ့ချစ်ဖူးရဲ့ဖန်အဲကွန်းကပျက်စီးသွားခဲ့ပါတယ်။အဲ့ဒါကိုပြင်ဖို့အတွက်ပတ်စံတွေအများကြီးကုန်ကြမှာပါ။ တကယ်လွန်လာပြီဟာဒါရဲ့တန့်ရှင်းမှုနဲ့စေကြောမှုမှာပဲငါပတ်ဆက်နဲ့အများကြီးကုန်သွားပြီငါတောင်ထက်ပြီးမပြေနိုင်တော့ဘူးချစ်ဖူးကနောက်နေမှာပဲအဲ့ဒီဖန်အေးစီကိုကိုယ်တိုင်ဖယ်လိုက်ပါတယ်ပြီးတော့ချစ်ဖူးဟာသူ့ရဲ့မိဘကြောင့်နဲ့မှအေးအေးဆေးဆေးချက်ပြုတ်ပါတော့တယ်ပြီးတော့ဒေါနီလာကလည်းအခုအေးမြကိုချစ်ဖူးနဲ့အတူမိဘကြောင့်တစ်ခုတည်းမှာပဲချက်ပြုတ်ဖို့အတွက်လွှတ်လိုက်ပါတယ်အဲ့နောက်နေညီမနှစ်ယောက်လုံးကမိဘကြောင့်နဲ့မှအေးကူလာလေးတစ်လုံးကိုထားပြီးလီအေးလေးကိုခံကအေးအေးဆေးဆေးချက်ပြုတ်ကြပါတော့တယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။